တောင်ပြည်ရဲ့တမဟာတင့်နယ်မြေထက်ကမိုင်းလိုမျိုးနဲ့တောဆန်ရွာမကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲချတက်ခဲလို့နေအိမ်နေအိမ်နဲ့ဖုံးတော်ကြီးကျောင်းရဲ့ဇယက်ဆောင်ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ဖြစ်စဉ်ကတော့မနေ့မွန်းလွဲပိုင်းတနအိခွဲဝင်းကျဲအချိန်မှာဖြစ်ပြီးပေါင်150ဘုံနှလုံးကျဲချခဲ့တာပါ။စစ်ကောင်စီတပ်ရဲ့အဲ့ဒီလေကြောင်းတက်ခိုက်မှုဟာတောဆန်ရွာမအတွင်းမှာတလုံးနဲ့ကျေးရွာအနီးကလွယ်ရင်တောင်မှာတလုံးကြာရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ပြီးခဲ့တဲ့အောက်တိုဘာ၁၀ရက်နေ့ကလည်းမုံမိတ်မြို့နယ်ထဲကအောင်မြေရွာအနီးကိုပေါင်250ဘုံနှလုံးနဲ့ရော့ကက်လက်နက်ကြီး6လုံးပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။စစ်ကောင်စီတပ်ဟာလက်ရှိမှာတအောင်ပြည်အတွင်းတမကနိုင်ငံအနှံ့တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ရရှိတဲ့နေရာတွေကိုလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတွေအသုံးပြုပြီးစစ်ရဇဝဲမှုတွေစက်တိုက်ကျူးလွန်နေပါတယ်။ အယက်သားလူထုကိုရည်ရွယ်ချက်ရှိရှိဥတီတက်ခိုက်နေတဲ့စစ်ကောင်စီတပ်ရဲ့စစ်ရဇဝဲမှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်မိဘဖြစ်သူတွေအနေနဲ့စစ်ရေးတရအမြဲတမ်းရှိဖို့လိုအပ်ပြီးလေကြောင်းရံကကွက်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာကြဖို့လိုအပ်ကြောင်းတိုက်တွန်းနှုတ်ဆက်အပ်ပါတယ်။ကျွန်မလွေပူလိုပါပါရှင်။